င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လတ်ရှုမြုတ်ကအကြံဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲသိမ်းပိုက်ပြီးတဲ့နောက်လတ်ရှုမြုတ်အုပ်ချုပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပြီးမြို့အုပ်ချုပ်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကိုစောင့်ရွက်သွားမယ်လို့ MNDA ကတရားဝင်ကြေညာလိုက်ပါတယ် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာအချမ်းဖတ်စစ်ကောင်စီရဲ့အတွဲလိုက်ပစ်တဲ့ဒုံးလက်နက်နဲ့120မမအမြောက်တွေပါဝင်လက်နက်မျိုးစုံ200ကျော်နဲ့ KN တွေကိုတစ်တာလိုက်တင်းစီရရှိထားတဲ့အပြင်စစ်သုံးမတ်အယောက်30ကျော်ကိုပါဖမ်းဆီးရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့လရှုမျိုးကအချမ်းဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတိမ့်ပိုက်ပြီးတဲ့နောက် လာရှုမျိုးအုပ်ချုပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပြီးမျိုးအုပ်ချုပ်ရေးနဲ့ပြန်လည်တိဆောက်ရေးကိုစောင့်ရွက်သွားမယ်လို့ MNDAA ကတရားဝင်ကြေညာလိုက်ပါတယ်လက်ရှိမှာတော့23ရက်ကြာလာရှုလွတ်မြောက်ရေးစစ်ဆင်ရေးအပြီးမှာအကြံဖက်စကောင်စီရဲ့ရှမ်းမြောက်ကအကြီးဆုံးတိုင်းစစ်ဌာနချုပ်ကြီးကိုတင်ပိုက်နိုင်ခဲ့တဲ့အောင်ပွဲနဲ့အတူလက်ရှိလာရှုမျိုးရဲ့အုပ်ချုပ်ရေးကော်မရှင်ကိုထပ်မံဖွဲ့စည်းလိုက်ပြီးအုပ်ချုပ်ရေးနဲ့ပြန်လည်တိဆောက်ရေးတွေကိုစောင့်ရွက်သွားမှာဖြစ်တယ်လို့ MNDAA ကကြေညာထားပါတယ်ဒါအပြင် လာရှုမျိုးမှာပြည်သူလူထုတွေရဲ့အကျိုးစီးပွားကို ထိပါတာတွေလုပ်နေတဲ့သူမှန်သမျှအရေးယူသွားမှာဖြစ်ပြီး MNDAA ရဲဘော်တွေအနေနဲ့လည်းချမှတ်ထားတဲ့စီကံတွေကိုလိုက်နာပြီးတော့ပြည်သူတွေကိုစောင့်ရှောက်ဖို့နဲ့တဖက်ကလာရှုမျိုးနေပြည်သူတွေအနေနဲ့လည်းတိုင်ကြားမှုတွေလုပ်နိုင်ပါတယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲလာရှုမျိုးကအကြံဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်စစ်ဌာနချုပ်ဂျီကို MNDAA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲ လက်ကျန်စစ်တပ်စခန်းငယ်တွေကိုနယ်မြေရှင်းလင်းဖို့နဲ့မြို့ထဲမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံဖမ်းဆီးဖို့ကြံနေသေးတယ်လို့2029ဒုတိယလှိုင်းစစ်စင်ရေးမှာပါဝင်တိုက်ခိုက်နေတဲ့ BBLA တပ်ဖွဲ့ရဲ့ခေါင်းဆောင်မောင်ဆောင်ခတ်ကလူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ပြောဆိုထားပါတယ်။အဲဒီလာရှုံမြို့မှာအခြေစိုက်ထားတဲ့အကြံဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးကိုဒီကနေ့ဇူလိုင်လ25ရက်နေ့မနက်ပိုင်းမှာပဲ MNDAA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိသွားပြီးလို့ MNDAA ကနေတရားဝင်ထုတ်ပြန်ခဲ့တာပါ။ ဒီလိုလာရှုမြို့ကတိုင်းစစ်ဌာနချုပ်ကြီးကိုတော်လှန်ရေးတပ်တွေကသိမ့်ပတ်ရရှိသွားတာဟာအကြမ်းဖက်စစ်ကောင်စီအတွက်တော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပထမဦးဆုံးသူတို့ရဲ့တိုင်းစစ်ဌာနချုပ်ကြီးကျသွားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးကုတ်မြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့အတွဲလိုက်ပစ်တဲ့ဒုံးလက်နက်နဲ့တရား20မမအမြောက်တွေပါဝင်လက်နက်မျိုးစုံ200ကျော်နဲ့ KN တွေကိုတစ်တာလိုက်သိမ်းစီရရှိထားတဲ့အပြင်စစ်သုံးမန်းအယောက်30ကျော်ကိုပါဖမ်းဆီးရရှိထားတယ်လို့ ် TNL ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဇူလိုင်လ24ရက်နေ့ဖြစ်တယ်မနေ့ကပဲမုံကုံမြို့နယ်တစ်ခုလုံးကို TNL ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်သိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးဆိုတဲ့အကြောင်းကိုလည်း TNL ကနေတရားဝင်ထုတ်ပြန်ခဲ့သလိုမိုးကုံမြို့နေပြည်သူတွေကလည်းမြို့ထဲမှာတော်လိုင်းရဲဘော်တွေကိုတပြေပန်းတွေအိုးစီဘုံမောင်းတွေနဲ့တောင်းတောင်းဖြပြကြိုးစုခဲ့ကြပါတယ်။အဲဒီလိုမိုးကုံမြို့တိမ့်တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကနေအတွဲလိုက်ပစ်တဲ့ဒုံးလက်နက်တွေ 120မမအမြောက်တွေအပအဝင်လက်နက်မျိုးစုံ200ကျော်နဲ့ KN တွေကိုလည်းတစ်တာလိုက်သိမ်းစီရရှိထားတဲ့အပြင်စစ်သုံးမန်းအယောက်30ကျော်ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာဒီတခါစကိုင်းတိုင်းဘက်မှာတော့ကမ်ဘလူးမြို့နယ်ကကြီးကုန်းကျေးရွာတံတားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကိုဒေါ်လာရင်တက်တွေကဝင်ရောက်တိုက်ခိုက်ချိန်မုံမှုအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော့တီစုစုပေါင်း16ဦးကတော့အသီးသီးသေကုန်ကြတယ်အပြင် သူတို့စီကနေတနက်16လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ကံလူမျိုးနယ်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇူလိုင်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲကံလူမျိုးနယ်ကကြီကုံချေးရွာတံတားမှာယာယီတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကိုဘိုးပိုင်ချဲဦးဆောင်တဲ့ကံလူခရိုင်အထုလှုပ်ရှားတက်ရင်နဲ့ JHKU ပူပေါင်းအဖွဲ့တွေကနေရုတ်တရက်ဝင်ရောက်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း16ဦးလုံးဟာနေရာမှာတင်ပွဲချင်းပြီးကိုသေကုန်ကြတယ်အပြင်သူတို့စီကနေတနက်16လက်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ကမ်လူမျိုးနဲ့ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအတုံးယုံသေကုန်ကြတဲ့အထိတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်အပြည့်အစုံကိုတော့ရန်ကုန်ခေတ္တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာတပတ်မှာတော့မကွေးတိုင်းနမောက်မြို့နယ်ကရွာမွန်လမ်းစုံမှာ အကြံဖက်စကောင်းစီတက်ကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေနေစဉ်လှုပ်ဆောင်နေပြီးတက်ကြီးပိုင်းအမျိုးသားတွေကိုပါဖမ်းဆီးနေတယ်လို့ဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကရန်ကုန်ခေတ်တကိုပြောပါတယ်အဲ့ဒီနမောင်မြို့နဲ့ရွာမွန်ကျေးရွာမှာအကြံဖက်စကောင်းစီရဲ့တရင်တစ်ခုရှိနေပြီးအဲ့ဒီကစစ်သားတွေဟာရွာမွန်လမ်းစုံမှာပြည်သူတွေကိုနေစဉ်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုပါတယ်ဒါအပြင်အကြံဖက်စကောင်းစီတပ်သားတွေဟာကျေးရွာတွေဒက်ကိုလည်းအရက်ဝတ်တွေအင်စီကားတွေနဲ့ဝင်ရောက်လာပြီး လူငယ်တွေအပြင်တက်ကြီးဘိုင်းတွေကိုပါပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်အနီးနားခြေရွာတွေကယောက်ျားလေးတွေဟာအပြင်မထွက်ရဲကြတဲ့အခြေအနေထိပါဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာလည်းနတ်မောင်နဲ့ကြော်ပဒေါင်းမိတိလာပုံမျိုးကိုချိတ်ဆက်ထားတဲ့ကားလမ်းမတစ်လျှောက်ကရွာတွေမှာပါအကြံပစစ်ကောင်စီတပ်ကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီးစစ်တပ်ကတပ်သားအစ်စ်တွေကိုအတင်းအကျပ်လိုက်လံစုဆောင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ မြန်မာနိုင်ငံရဲ့အခြေအနေဆိုးရွားလာမှုဟာဒေတာတွင်းငញ្ញံရေးနှင့်တည်ငင်ရေးအပေါ်တက်ရောက်မှုတွေရှိလာနေပြီလို့အင်ဒိုနီးရှားနိုင်ငံဂျာယီဝန်ကြီးကပြောဆိုလိုက်ပြန်ပါတယ်။လာအိုနိုင်ငံမှာဇူလိုင်လ24ရက်နေ့ကနေ28ရက်နေ့အထိကျင်းပနေတဲ့အာဆီယံနိုင်ငံဂျာယီဝန်ကြီးများအစည်းအဝေးမှာအင်ဒိုနီးရှားနိုင်ငံဂျာယီဝန်ကြီးကပြောသွားတာဖြစ်တယ်လို့ AP သတင်းမှလည်းဖော်ပြထားပါတယ်။လက်ရှိမြန်မာနိုင်ငံကစစ်အာဏာသိမ်းမှုနဲ့နိုင်ငံရေးအကျပ်အတဲတွေကြောင့် နေဆက်ပြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒုက္ခတဲ့ရေအတွက်တွေတိုးမြင့်လာတဲ့အပေါ်စိုးရိမ်ပူပန်ရတဲ့အခြေအနေဖြစ်နေတဲ့အပြင်မြန်မာနိုင်ငံမှာပိုဆိုးလာတဲ့အခြေအနေတွေကြောင့်ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုတိုက်ရိုက်တက်ရောက်မှုရှိနေပြီးဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာတက်ဆိုင်တဲ့သူအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတစ်ရက်ကိုဖော်ဆောင်ကြဖို့ကိုလည်းတိုက်တွန်းခြင်းပါတယ်လို့အင်ဒိုနီးရှားနိုင်ငံရဲ့ဝန်ကြီးကပြောဆိုသွားပါတယ်လက်ရှိမှာလည်းမြန်မာအရေးဖြစ်ရှင်မှုအတွက်အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပေါ်ရေးဟာ အာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးမှာထိတ်တန့်အရေးအဖြစ်ဆွေးနွေးဖို့ရှိနေပြန်တယ်လို့သိရပါတယ်ခင်ဗျဒီတခါစီးပွားရေးသတင်းပတ်မှာတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်9000ကျော်အထိရောက်သွားပြီအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်63သိန်းခွဲအထိစံချိန်တင်မြင့်တက်သွားပြန်ပြီလို့ရွှေကုန်တွေနဲ့ငွေလဲလက်ကြီးတိုင်တူကပြောပါတယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေးနှုန်းဟာတဖြည်းဖြည်းမြင့်တက်နေရမှာဒီကနေ့ဇွန်လ25ရက်နေ့မှာတော့ အမေရိကန်ဒေါ်လာကိုငွေကျပ်9000အထိရောက်သွားပြီလက်တွေ့အပြင်မှာဝယ်ရင်းဒေါ်လာကိုငွေကျပ်9000ကျော်တဲ့အထိပေးဝယ်နေရတယ်လို့ဈေးကွက်ထဲမှာအဝယ်သားရှိပေမဲ့ရောင်းမဲ့သူကနဲနေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံခြားငွေလဲလက်ကြီးတိုင်တို့ကပြောထားပါတယ်တပတ်ကရွှေဈေးနှုန်းဟာလဲတဖြည်းဖြည်းမြင့်တက်လာရမှာအခုဆိုရင်အခောက်ရွှေတစ်ချက်တောင်းကိုမြန်မာငွေ63သိန်းကျော်တဲ့အထိစံချိန်တင်မြင့်တက်နေတယ်လို့ရန်ကုန်ရွှေကုန်းတဲ့တို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ